ပြောင်းလဲခြင်းကြံတာမဟုတ်အခုချိန်မှာပြောင်းလဲခြင်းတဲ့ကိစ္စကဘောင်ဝင်တော့ငင်းချမ်းချိန်တန်းဟုတ်တိုင်းပြီတော်တော်ဒုက္ခကြီးလည်းများနေကြအောင်အဲ့တော့လက်မြန်ပြီးအောင်ဖြတ်အားပြင်းနေလက်နဲ့ဘောင်းဆုံးသုံးမှုလိုအပ်နေပြီလက်မြန်မှမဟုတ်အခုလိုအတင်းပြန်တောင်းနေတာတိရုပ်အားကုန်းနဲ့တောင်းနေတယ်ဆိုတာထင်ရှားပါတယ်တိတိကျကျတွေးကြည့်ရတော့ဘုံချုပ်ကြီးတွေဖြစ်ပါလေနဲ့စစ်မနိုင်လို့ပေးလိုက်ရတဲ့အနေမျိုးကိုသူတို့ဘာအားကုန်းနဲ့ပြန်တောင်းရတယ်ဆိုတာတော်တော်ချက်စရာကောင်းပါတယ် အလိုချရမြဝပြည်သူညီကိုမောင်တော်မများအားလုံးပဲမင်္ဂလာပါ news bit channel ကနေပြတော်မှာပြန်လည်ချိုးဆူလိုက်ပါရယ်2025ခုနှစ်မေလ9ရက်နေ့ရဲ့ကျွန်တော်ညပိုင်းဗီဒီယိုတင်ဆက်မှုနေနဲ့နေ့နေ့ညမှာနောက်ဆုံးကြားသိရတဲ့တော်လန်သတင်းတို့သတင်းကောင်းများစွာရှိတာဖြစ်တဲ့အတွက်ဗီဒီယိုကိုကျွန်တော်နဲ့တူစာဆုံးကြည့်ရှုပေးကြဖို့အားလုံးဖိတ်ခေါ်လိုက်ပါရယ်ကျွန်တော်အယုံဆုံးနေတဲ့ခါတိုင်းလိုပဲသတင်းတို့လေးတွေချိန်လိုက်ရအောင်နော်ပထမဆုံးသတင်းတစ်ပုဒ်အနေနဲ့ကတော့ကရင်ပြည်နယ်ဘာမြို့မှာရှိတဲ့တရင်တပ်ဖွဲ့တွေ၊ရဲစခန်းတွေ၊ရုံးဌာနတွေမှာဘန်ကာတွေ၊ဂရုကျင်းတွေနဲ့ မြို့ပတ်ပတ်လည်းမြို့အတွက်ခုခံစစ်တွေပြင်ဆင်ပြီးတော့မှတပ်များဖြန့်ကျက်ထားတဲ့ဆိုတဲ့သတင်းပဲဖြစ်ပါတယ်။အခုတိုက်ပွဲဖြစ်ပွားနေတဲ့နေရာတွေကဗန်နဲ့အတော်ကိုကတ်လာတဲ့ဂျိန်းသရာကျော်ရင်ဖြစ်ဖြစ်နဘူဒေါ်လန်ကဖြစ်ဖြစ်ခရယာတန်လေဘက်ကဖြစ်ဖြစ်မြိုင်ကလေးမုကတိဘက်ကဖြစ်ဖြစ်ဖန်ကိုချင်မရွေးဝင်လို့ရတဲ့လမ်းကြောင်းတွေရှိနေတယ်။အဲဒါကြောင့်တမန်20နှစ်ကမြို့ပတ်ပတ်လည်းမှာခုခံစစ်ပြင်းနေတဲ့လွန်ညက်တမန်ညက်ဘက်ကရော်တွေမှာစစ်တပ်စစ်ကြောင်းတွေဖြန့်တာကင်မုံချတာတွေရှိတယ်။အပေါင်းထီလန်ဘက်မှာလည်း တန်ချက်ကကားတွေလင်းနေကြီးတက်တွေဖြန့်လာတော့ရှိတယ်။ခရယာတန်လဲပဲနဲ့မုတ်ကတိမိဇံပဲမှာဆိုလဲတန်လွန်မြစ်ထဲစစ်တင်ဘောတွေကျင်းပနေတယ်ဆိုပြီးတော့မှဖန်ချီစိုက်တနဲ့ထီးသွေးရှိနေတယ်ပေါ့နော်။ဒေတာသတင်းမြစ်ကနေပြီးတော့မှပြောဆိုထားတာဖြစ်ပါတယ်။ဖန်တနဲ့မှာရှိတဲ့တရင်ဆယ်ခုက70မီတာစုဝင်တွေတာသမီဇနီးတွေနဲ့ခမာယနေရာတင်းနဲ့ခမာယနေရာနဲ့တရင်တွေမှာဆိုတော့အခြေခံပြခနေစစ်တင်သားတွေတယောက်နေရတယ်လို့သိရတာဖြစ်ပြီးတော့မှပြခမှုတင်သားတွေတယောက်ပြီးပြီဆိုရင်တရင်တပ်ဖွဲ့တွေရဲ့လုံချွေးနဲ့မြို့ဆော့အရန်ရဖြစ် တာဝန်ထမ်းဆောင်ရမယ်လို့ကျွန်တော်နောက်ထပ်တည်ရတာပဲဖြစ်ပါတယ်ဆိုတော့ကျွန်တော်တောင်ပိုင်းတိုင်းစစ်ဒေသမှာဆိုတော့ကျွန်တော်ကန်ယူနေပါတော့ဂျန်နယ် PDF ပေါင်းတဖို့ဝင်ရတယ်ပြီးတော့မှဒီစစ်ကောင်စီတဖို့ဝင်တွေကိုအခုဆိုရင်ခရင်ပြည်နယ်ရဲ့မြို့တော်ဗဟန်မြို့ထိလာရောက်တက်ခဲ့တော့မဲ့တရင်တွေချာချာပြေးချင်းပါပဲစစ်ခွေးတိုက်အနေနဲ့ကတော့တုံလုံးချော်ချနေတယ်ဆိုတော့လဲတွေ့တာဖြစ်ပြီးတော့မှမကြခင်မှာတော့ကျွန်တော်နေပါတော့မြို့သိမ်းတိုက်ပွဲတွေဆင်နွှဲနိုင်မလားဆိုတော့ဆောင်းကြမှာပဲဖြစ်ပါတယ်နောက်ထပ်တရင်တဖို့အနေနဲ့ကတော့ ဆူမိုထိန်ချုံနယ်မြေတွေကလည်းပြီးတော့မှပြည့်ခဲ့တဲ့2024တနှစ်တွင်တထုအကြောင်းမြင့်နဲ့တက်တော်ကန္တာတွေကလည်းပြီးတော့မှလေလံတဲ့ဒဏ်ချင်းငွေချက်ဘီလီယံ480နှစ်နဲ့ရွှေ18ပိတ်တာခန့်ရရှိခဲ့တဲ့ဆိုတော့ NUG ရထုတ်ပြန်ချက်ပဲဖြစ်ပါတယ်။ဂျာကာလာပြည်သူ့အချုပ်အခြာရန်ရဖော်ဆောင်လက်ရှိတဲ့ဒေတာတွေမှာဆိုရင်လဲကျွန်းရတဲ့ဆောင်ခခွန်မန္တာကောက်ခံခဲ့လို့2023နိုဝင်ဘာလကနေစတင်ပြီးတော့မှ2024စက်တင်ဘာလထိ စုစုပေါင်းကျပ်33ဘီလီယံကျော်ကိုကောက်ခံနိုင်ခဲ့တယ်လို့သိရတာပဲဖြစ်ပါတယ်။ဆီယနာရှင်ကိုတော်လန်ဦးဆောင်နေတဲ့ဖွဲ့စည်းကအခွန်ငွေချပြလာတာကိုကြိုးဆိုပါတယ်။စရင်စင်တဲ့စစ်စစ်ပြည်တော်မှတိကျတဲ့ဂန္ဓာလိုက်ခွဲဝေမှုကစစ်စစ်မှုတွေပိုင်ပိုကောင်းတဲ့အခွန်ဆောင်ချတဲ့ပြည်သူတွေကပိုနားလည်အောင်ရှင်းပြဖို့လိုသေးတယ်လို့မြင်တယ်ဆိုပြီးတော့မှစကိုင်းတိုင်းမှာရှိတဲ့တော်လန်ရဲ့ထုတ်ပို့ဖွဲ့ဝင်သူကလည်းပြီးတော့မှမချစ်ပြပြောဆိုထားတာပဲဖြစ်ပါတယ်။ဒါပေမဲ့ပေါ့နော်ကျွန်တော်ခုလိုမျိုး ကိုစုမထင်းချုပ်ထားတဲ့နယ်မြေတွေကနေပြီးတော့မှရရှိထားတဲ့အခွန်ဘဏ္ဍာငွေတွေကိုပြည်သူတွေကိုဒီလိုမျိုးစည်းရင်းစရာနဲ့တရားလိုချပြနိုင်တယ်ဆိုတာတော့ကျွန်တော်ပြည်သူတွေဘက်ကနေပြီးတော့မှလည်းဒီအစိုးရဘယ်လောက်ထိယုံကြည်လို့ရတယ်ဆိုတာကိုပြသလိုက်တာဖြစ်ပြီးတော့မှပြည်သူတရားလုံးအနေနဲ့ကတော့ဒီလိုမျိုးရတဲ့အခွန်ဘဏ္ဍာငွေတွေကိုတင်းတော်လဲပတ်တဲ့နေရာဒေသတွေမှာတရားလိုစစ်စစ်သုံးဆဖို့ပေါ့နော်လူလာနေကြတာပဲဖြစ်ပါတယ် ကျွန်တော်တို့ဒီနေ့ညပထမဆုံးအနေနဲ့ကြံမှာကတော့ DNUG ကနေပြီးတော့သူတို့ရရှိထားတဲ့အခွန်ဘဏ္ဍာငွေကိုထုတ်ပြန်ချက်ချိန်ညှိလိုက်တာနဲ့ပတ်သက်ပြီးတော့မှကိုစီဘယ်လိုမျိုးတွေပြောထားမလဲဆိုတာကျွန်တော်ဆက်ကြည့်လိုက်ရအောင်နော် IUD အခွန်အခအနေနဲ့ပတ်သက်ပတ်သက်လို့တော်လှန်ရေးဘက်ကပါဆိုတဲ့သူတွေဖောင်းထုတ်နေတာနဲ့ပတ်သက်လို့ကျွန်တော်တို့က IUD ကိုဖောင်းထုတ်မယ်ဆိုလို့ရှိရင်လက်ရှိ IUD ပိုင်ဆိုင်ထားတဲ့အခွန်ကောက်ခံခွင့်ရပိုင်ခွင့်တွေနဲ့စစ်ကောင်စီလုပ်နေတဲ့ရပိုင်ခွင့်တွေကိုနှိုင်းယှဉ်ကြည့်ပါနော်တခိုးတရိုးကမ်းတာမဟုတ်ဘူးနော်ကျွန်တော်တို့ကအပြစ်အပေါ်ပြောနေမှာဆို IUD ဆိုတာ government ရဲ့ရက်ကိုမြင်ဖို့လိုတယ် ဲ့ဂါဘာမန့်ထဲမှာဝင်ကြီးဌာနပေါင်းများစွာရှိတယ်အဲ့ဒီဝင်ကြီးဌာနများစွာထဲမှာမကောင်းတဲ့လူရှိတယ်မကောင်းတဲ့လူရှိတယ်ခိုးတဲ့ကောင်ရှိတယ်မခိုးတဲ့ကောင်ရှိတယ်ကိုကျိုးရှာတဲ့လူရှိတယ်ဘွားဆောင်တဲ့လူရှိတယ်အဲ့တော့ကျွန်တော်တို့က IUD လို့တိမ်းပြောဖို့မပြောနဲ့ဝင်ကြီးဌာနတကူကာကွယ်ဝင်ကြီးဌာနလို့ပြောလိုက်မယ်ဆိုရင်တော့ကာကွယ်ဝင်ကြီးဌာနဘယ်သူကဘယ်လိုလုပ်တာလဲတိကျစွာပြောနိုင်မလို့တိကျစွာမပြောဘဲနဲ့အာ IUD အခွန်တွေဘယ်လိုလုပ်တာ IUD ဘာလဲ IUD ဆိုတဲ့ခေါင်းစဉ်ပတ်ပြီးပြောနေတဲ့လူတွေအားလုံးကျွန်တော်တို့အထင်နဲ့မကြည့်ဘူးဒီလူတွေကတော်နိုင်ပေါ့စိတ်သက်မမှန်တဲ့လူတွေတတ်မှတ်တယ်ဒါရှင်းရှင်းလေးပဲဟုတ်တယ်နော်ကျွန်တော်တို့ IUD ဆိုတာကဂါဘာမန့်ကြီးလေဗျာဒီဂါဘာမန့်ကြီးအောက်မှာ ကဏ္ဍဘောင်းဆောင်သွားနေတာလေဝင်းကြီးဌာနဘောင်းဆောင်လေဝင်းကြီးဌာနတစ်ခုတောင်အဖွဲ့ဝင်ဘယ်လောက်ရှိမလဲအဲ့ဒီဝင်းကြီးဌာနတစ်ခုထဲမှာဟုတ်ကာကွယ်ဝင်းကြီးဌာနကာကွယ်ဝင်းကြီးဌာနမကြိုက်တာလေဦးရင်မတောက်ထွက်သွားမြင်လို့မရဘူးဦးရင်မအောက်မှာကာကွယ်ဝင်းကြီးဌာနတော့အလုပ်လုပ်နေတဲ့တကယ်ဘောင်းဆောင်တယ်လို့လည်းမရှိနိုင်ဘူးပြောလို့ရမလားအဲ့တော့ကျွန်တော်တို့ကကာကွယ်ဝင်းကြီးဌာနကိုပြပြောမယ်ဆိုရင်ကာကွယ်ဝင်းကြီးဌာနကပတောင်ဘဲတောင်ဝင်ယူထားတဲ့ဘသူကဘလို့အလွဲသုံးစားလုပ်လဲဒါမျိုးပြီးတော့ဆိုပြောကြစမ်းပါဒါဆိုအဲ့လိုလူမျိုးဆိုကျွန်တော်တို့ကြိုးဆိုတယ်အဲ့ဒီဘလင်းကတော့တိတ်ချုံပြီးတော့ဘလုံးချင်းတိတ်ရန်နဲ့အဲ့တော့လုံနေတဲ့တူပြီးဘဝဆုံးပြီးလုံနေတဲ့ကိုစိတ်ပြက်တယ်ဗျာဒါကကိုချင်းစာကြည့် နော်အဲ့တော့ငခုံးမတစ်ကောင်ကြောင့်တလီနုံးပုတ်တယ်ဆိုတဲ့စကားကိုတော့မပြောနဲ့တခါကျအဲ့ငခုံးမတစ်ကောင်ထုတ်ပယ်ဖို့ဆိုတာလေခက်ခဲတဲ့အရာတွေသူတို့ကြားထဲမှာရှိပါမယ်နော်လက်ရှိ MG ကြားထဲမှာလည်းပုတ်တိုက်မှုတွေအများကြီးရှိတယ်ဒါပေမဲ့ကျွန်တော်တို့ပြောရမှာကလက်ရှိဒီနိုင်ငံမှာအစိုးရနှစ်ရက်ပေါ်ပေါက်နေတယ်နော်တခုကအာဏာလုနေတဲ့စစ်ကောင်စီတခုကတော်လန်နေတဲ့ MG ဒီတော်လန်နေတဲ့ MG အောက်မှာကျွန်တော်တို့အပြည့်အဝရက်တည်ပေးဖို့လိုအပ်တယ်မကောင်းလို့ပြောမယ်ဆိုရင်ပုတ်တဲ့ငခုံးမတစ်ကောင်ကိုတိတိကျကျပြောနိုင်မှုလိုအပ်တယ်တစ်ဖက်မှာစစ်ကောင်စီဒီ MG အခုတစ်နှစ်တာဘန်နာတော့ဒါတော့ရတယ်ဆိုရင်စစ်ကောင်စီတစ်နှစ်တာရတဲ့အခါတွက်ကြည့်အစ90အနည်းဆုံးပဲနောက်ထပ် အဲ့ဒီငွေတွေဘယ်ရောက်သွားလဲအဲ့တဖက်မှာလုတ်ချင်တဲ့လုတ်နေတဲ့အရာကြီးတို့ကျွန်တော်တို့ကမတားဆီးနိုင်မပြောနိုင်လို့နော်ဟိုကလားမနိုင်ရခိုင်မဲ့နိုင်တဲ့ဟာကိုပြောရဲဆိုတော့ဒါအတိတ်မဖြစ်ဘူးလုတ်နေတဲ့လူတွေစောက်ပြတ်မှရှာတာပဲဖတ်တယ်နော်နောက်တစ်ခုက IMG မှာရှိတဲ့လူကြီးပိုင်းတွေအနေနဲ့ကလည်းထောက်ပြလာတဲ့ပြည်သူတွေအပေါ်မှာစိတ်ပြည့်စရာအကြောင်းရှိကိုယ့်ဘက်ကမန်းနေမှရှိနော်ခင်ဗျားပြောသလိုအခုကာကွယ်ဝင်ကြီးဌာနပြည်ထောင်ဝင်ကြီးဌာနနိုင်ငံရေးဝင်ကြီးဌာနစသဖြင့်နော်တာဝန်တွေယူထားကြတယ်ကိုယ့်ဘက်ကမန်းနေဘယ်လိုမဆိုင်ပါနဲ့ဘယ်အရာဖြစ်ဖြစ်တရားရာဂိုင်းတို့ကောင်းမွန်တဲ့အရာတော့ဘယ်မှမှမရှိဘူးမိန်းကလေးနိုင်ငံမျိုးတော့တရားရာဂိုင်းတို့ကောင်းမွန်တဲ့ပါတီဆိုတာမရှိဘူး တရားရံခံလို့ကောင်းကုန်တဲ့စစ်တပ်ဆိုတာမရှိဘူးတရားရံခံလို့ကောင်းကုန်တဲ့ government ဆိုတာမရှိဘူးအလေအလွတ်တွေရှိမှာပဲအပြည့်အစုံရှိမှာပဲဒါပေမဲ့ခုနကပြောလို့ပြည်သူတွေထောက်မြတ်ပြလာတဲ့အရာမျိုးတော့ government အနေနဲ့နားထောင်မရဘူးဒါက government နဲ့ဖြစ်တဲ့လို့ကဲဒီမှာကိုစီရနေပြမပေါ့နော် NUG ဘက်ကနေပြမသူတို့ရရှိထားတဲ့အခွန်ဘဏ္ဍာငွေတွေနဲ့ချပြထားတဲ့ပတ်သက်ပြီးတော့မှဒီတချို့တလေတွေကနေပြမဝေဖန်တက်ခဲမှုတွေလို့လို့ပေါ့နော်သူကနေပြမချစ်တဲ့ချစ်ချာနဲ့ပြန်ပြမဆုမပြောဆိုထားတာဖြစ်တယ်ကျွန်တော်အားလုံးလက်တည်ထားတဲ့အတိုင်း NUG ဟာဆိုရင်တော့ကျွန်တော် ဒီပီတူတွေကိုကိုစားပြတဲ့အဖွဲ့အစည်းဆိုပြီးတော့မှကျွန်တော်တို့တည်ထားတာဖြစ်တယ်လို့တစ်ဖက်မှာသူတို့ရဲ့လုပ်ပုံငွေမှုတွေနဲ့ပတ်သက်ပြီးတော့မှတချို့တလေတွေကအားများတာလည်းရှိကောင်းရှိနေတာဖြစ်ပါတယ်။ဥပမာအနေနဲ့တရားစီရင်မှုပိုင်းတွေမှာဆိုတော့တော်တော်လေးကိုလွှဲချက်တွေကြီးမားနေတဲ့ဆိုပေမဲ့အခုလိုမျိုးသူတို့အနေနဲ့ကတော့ဒီရရှိထားတဲ့ဘဏ္ဍာဝင်ငွေတွေတဲ့ကျွန်တော်တို့ဒီစီးရင် budget တွေကိုအသုံးပြုမဲ့နေရာတွေတတွေမှာဆိုရင်တော့အခုလိုမျိုးပေါ့နော်ပီတူတွေနဲ့ကြားနေပြီးတော့မှ တရားလေးကိုစစ်ဆက်ရေးယူနိုင်တယ်ဆိုတာတော့ကျွန်တော်လက်ခံကြိုးဆွဲရမယ်ဆိုတဲ့အကြောင်းကိုကိုစီကနေပြီးတော့မှချက်ပြပြောဆိုထားတာပဲဖြစ်ပါတယ်။နောက်ထပ်ဗီဒီယိုသဘောတွင်လည်းကတော့တရုတ်ဖီးယားနဲ့တူခုဆိုရင်ကျွန်တော်ဆိုရှယ်ထားတဲ့နေမျိုးတွေကိုပြန်လည်ရယူချင်ပါတယ်ဆိုပြီးတော့မှအားချောင်းပြောဆိုနေတဲ့မြောက်လိုင်းတို့စစ်တပ်ကိုဦးသိမ်းမြတ်နေပြီးတော့မှဘယ်လိုမျိုးတွေပြောထားမလဲဆိုတာကျွန်တော်စစ်ပြီးတော့မှကြည့်လိုက်ရအောင်နော်။ TNL ရဲ့တောင်းဆိုချက်ကိုအရင်တုံ့တက်ကြည့်ကြပါစို့။ အပြစ်ခတ်ရက်စက်ရေးဆွနေကြတဲ့အခါမှာရောက်တဲ့နေရာမှာရက်ပြီးတော့အပြစ်ခတ်ရက်ကြတာဟာထုံးစံမှာအဲ့ဒီထုံးစံအတိုင်းရက်တည်ပြီးတော့တောက်ဆိုနေတာပါဒုတိယအချက်လေးနဲ့လက်နက်ကြီးနဲ့မပြစ်ခတ်ရဘူးဆိုတော့တောက်ဆိုချက်ကိုဘာကြောင့်တောင်းနေတယ်လဲဆိုတော့ပြစ်နေလို့တောက်ဆိုနေတာပါတတိယအချက်ကတော့တရုတ်ကိုပါတောက်ဆိုတဲ့သဘောတက်ရောက်ပါတယ်စစ်ကောင်စီဟာစစ်မြေပြင်မှာစစ်ရှုံးလို့ထွက်ပြေးကြရတဲ့သူတွေပါသူတို့မှာတခြားတော်လှန်ရေးအဖွဲ့တွေအထက်တာရာဆိုလို့ လေရင်ပြန်တဲ့ဘုံတွေပိုက်နေတာပဲရှိပါတယ်ဒါတွေကတော့ပြည်သူ့ဘဏ္ဍာကိုအပိုင်စီးထားတဲ့သူတွေမို့လို့အဲ့ဒါလိုအသာကြီးရပိုက်ဆိုင်နေကြတာပါအဲ့ဒီလေရင်တွေဘုံတွေရှိပေမဲ့လည်းမြေပြင်စစ်တပ်ရှိတဲ့ခါမှာစစ်ကိုနိုင်အောင်တိုက်ဖို့ဆိုတာမဖြစ်နိုင်ပါဘူးစစ်ကိုနိုင်အောင်မတိုက်နိုင်လို့ရှိရင်မင်းတို့ပြည်သူတွေကိုဘုံကျဲတယ်ကွာဆိုပြီးတော့ကျင်းနေတာပါအဲ့ဒီလိုရကိုကြည့်လို့ရှိရင်ပြည်သူတွေအပေါ်ဘယ်သူကဘယ်လိုသဘောထားတယ်လဲဆိုတာကိုအထင်ရှားတွေ့မြင်နိုင်ပါတယ်စစ်ကောင်စီကပြည်သူကိုရန်သူလို့မြင်ပါတယ်ပြည်သူကို TNL ဘက်တော်သားတွေလို့မြင်ပါတယ် TNL ကလည်းပြည်သူတွေကိုသူတို့လူသူတို့ပြည်သူလို့မြင်ပါတယ် တကယ်လို့သာပြည်သူကိုစစ်ကောင်စီရဲ့ပြည်သူတွေကို TNL ကသဘောထားမယ်ဆိုလို့ရှိရင်မင်းတို့ပြည်သူကိုမင်းတို့ဘာသာတက်တာပဲတက်လင်ကတော့လည်းဘာဆိုင်တယ်လဲလို့ပြောမှာပါစစ်ကောင်စီကလည်းပြည်သူကသူတို့ရဲ့ပြည်သူလို့သဘောထားရဲ TNL ကိုမကျေနပ်တာနဲ့ပြည်သူကိုဘုံကျဲတဲ့အလုပ်မျိုးကိုလုပ်မှာမဟုတ်ပါဘူးအခုတော့ပြည်သူကိုတက်နေတယ်ဘုံကျဲနေတယ်ဆိုတာကအဲ့ဒီပြည်သူတွေကသူတို့ကိုစစ်တိုက်နေလို့ဘုံကျဲနေတာမျိုးမဟုတ်ပါဘူး TNL ကိုအကြက်ကိုင်းနေတာပါမင်းတို့ကငါတို့တောင်းဆိုတာတွေကိုမလိုက်ရောရင်မင်းတို့ပြည်သူတွေကိုဘုံကျဲမှာပဲအဲ့ဒါလိုလုပ်တာမခံချင်ရင်ငါတို့အလိုကိုလိုက်ရောရမယ်လို့အကြက်ကိုင်းနေတာပါအဲ့ဒီသဘောထားကိုညီနောင်သုံးပေါ်နဲ့စစ်ကောင်စီရဲ့ ဆော့ဆော့ပိုင်ဟိုက်ကင်ဆွေးနွေးပွဲဒီမှာဒုတိယဗိုလ်ချုပ်ကြီးမင်းနိုင်ကပြောင်းထုတ်ပြောခဲ့ပူပါတယ်ငါတို့မဟုတ်ချုပ်ရရင်နေတိုင်းလာဘုံကျဲလို့ရတယ်လို့ပြောတာပါအထိပယ်ကတော့တကယ်ဟုတ်ပါရဲနော်ငါတို့မဟုတ်ချုပ်ရရင်မင်းတို့လည်းမဟုတ်ချုပ်နိုင်စရာဘူးငါတို့မစားရရင်မင်းတို့လည်းမစားစရာဘူးမစားရတဲ့အမဲကိုတဲနဲ့ပက်မယ်လို့ပြောနေတာပါပဲစစ်ကောင်စီရဲ့တောက်ဆွချက်ကိုကြည့်ကြအောင်ပါနောက်ချိုးကြောက်မဲ့တီဘောမိုးမိတ်မိုးကုတ်မျိုးတွေကိုပြန်ပေးရမယ်ဆိုတော့တောင်းတာကမများလို့မလားသူတို့ဟာကကလေးတွေကစားပွဲမှာရှုံးလို့ငါအိုးပြန်ပေးဆိုပြီးတော့ငိုတောင်းနေတာနဲ့တူးနေပါတယ် export license လာလျှောက်တယ်ထင်လို့များအတောက်ကျနေတာလားလို့တောင်မှတွေးစရာရှိပါတယ်စစ်ရှုံးလို့ထွက်ပြေးပြီးတော့ပေးလိုက်ရတဲ့နေရာတွေကိုအခုလိုအတင်းပြန်တောင်းနေတာဟာတေးအားကိုနဲ့တောင်းနေတယ်ဆိုတာထင်ရှားပါတယ်တိတိချာချာတွေးကြည့်ရင်တော့ဘိုးချုပ်ကြီးတွေဖြစ်ပါရဲ့နဲ့စစ်မနိုင်လို့ပေးလိုက်ရတဲ့နေမျိုးကိုသူတို့ဘာအားကိုနဲ့ပြန်တောင်းရတယ်ဆိုတာတော်တော်ရှက်စရာကောင်းပါတယ်ဒါလည်းဟုတ်တာပဲလေနော်မြောက်လင်းတို့စစ်တပ်ကတော့ဟုတ်ဆိုရင်လုံအောင်တော့မှ အရှိမရှိတော့ဘဲနဲ့သူတို့ဆက်ရှုံးပြီးတော့မှထွက်ပြေးသွားတဲ့နေမျိုးတွေကနေပြန်မှအခုဆိုရင်တေယုတ်ဖီးယားနဲ့ပြန်လဲရောက်ယူချင်ပါတယ်ဆိုပြီးတော့ကျွန်တော်လည်းနေ့ကတည်းကတဖို့နေပေါ့အချက်ကင်ပိုးစူးစမ်းနေတာကိုလည်းတွေ့ရတဲ့ပဲဖြစ်ပါတယ်ဒါကြောင့်မလို့လဲကျွန်တော်စုမထင်းချုပ်ထားတဲ့နေရာတွေကိုလင်းနေကြီးတွေလင်းပြန်တွေနဲ့ နေ့စဉ်နဲ့ဘုံချက်မှုတွေဆက်တိုက်လို့ဆောင်နေတာဖြစ်ပြီးမှဒီကောင်တွေရဲ့ဆေးရဆွဲမှုဟာဆိုရင်တော့ကျွန်တော်တို့တော်တော်လေးများနေပြီလို့ပြောရမှာဖြစ်ပါတယ်ပြီးတော့တရလုံးအနေနဲ့တော်လိုင်းတဖို့ဝင်နေတဲ့သူဟုဆိုရင်ရှေ့ကိုမမှန်ချစ်တင်နေကြတာဖြစ်ပြီးမှတင်နေလေဘက်ကနေပြီးမှလည်းတေယုတ်ဖီးယားကကြီးမားတယ်ဆိုပေမဲ့ကျွန်တော်စစ်ကောင်စီနဲ့ဖစ်ဆေးအနာရှင်စနစ်မပြုံမချင်းအရာတိုက်မယ်ဆိုပြီးမှပြောဆိုထားတာမလို့ပါနော်ကျတို့တော်လိုင်းတဖို့နေတဲ့သူအဆုံးထိခြေသွေးဖို့လွှဲနေတာပဲဖြစ်ပါတယ်နောက်ထပ်ဗီဒီယိုသဘောအနေနဲ့တက်သေးမှာ တစ်ပင်တွေကိုခိုရောင်းပြီးတော့မှပါနော်အချင်းပြက်ချဆန်းနေတဲ့အကြောင်းအကြီးအကျောင်းတင်ဆက်ထားတဲ့တဲ့တင်လေးကျတော့စစ်ပြီးတော့မှကြည့်လိုက်ရအောင်ဒီကောက်မှာတော့ဒေါနာ TV ရဲ့တမတော်လေးကစကားသံအစီအစဉ်အနေနဲ့တမတော်ကိုခန့်ပညာနဲ့အာကစားသိပ္ပံအကြောင်းကစစ်တီတဝီသားပြဖို့လာတဲ့စာလေးကိုဖတ်ပြပေးမှာပဲဖြစ်ပါတယ်ရှင်ကျွန်တော်ကတမတော်ကိုခန့်ပညာနဲ့အာကစားသိပ္ပံအကြောင်းကစစ်တီတဝူပါရဲမုံတမျိုးကတမတော်ကိုခံပညာနဲ့အာကစားသိပ္ပံကြောင့်ရန်ကုန်ရဲ့ကြောက်ကြီးဘုံမူကြီးဟိန်ထဟာအိမ်အောင်တဲ့ line ကတစ်ပင်တွေကိုခုတ်ပြီး အပြင်ကိုရောင်းချခြင်းကျိုးပင်များကိုခုတ်ပြီးကျောင်းကြီးအင်အတွက်ပရိဘောဂများပြုလုပ်ခြင်းဒါအပြင်ပြည်သူစစ်မှုထမ်းတင်နန်းအမှတ်စဉ်စနစ်ကတင်နန်းသာ ခွင့်မဲ့၅ရောက်ရဲ့ရိတ်ခါနဲ့လစာတွေကိုကိုကျိုးအတွက်အသုံးချခြင်းတွေဆောင်ရွက်လျက်ရှိနေပါတယ်ဒါတွေကိုအများသိအောင်တင်ဆက်ပေးပါလို့စာရေးသားပေးပို့လာပါတယ်ရှင် ကျမတို့အစီအစဉ်ဟာတမတော်သားတွေနဲ့တမိသားစုဝင်တွေရဲ့အခက်အခဲကိုအများကသိအောင်တင်ဆက်ပေးနေတဲ့အစီအစဉ်ပဲဖြစ်ပါတယ်။တမတော်သားရာရှိစစ်တီတွေအိမ်တော်တွေရဲမိတွေအနေနဲ့ကျမတို့အစီအစဉ်မှာပါဝင်ကြည့်ရင် message box ကနေတစင်စာပေးပို့ပြီးပါဝင်နိုင်ပါတယ်။ပေးပို့လာသူတွေရဲ့အချက်လက်တွေကိုကျမတို့အဖွဲ့သားတွေကလိုအပ်ပေးထားမှာပဲဖြစ်ပါတယ်ရှင်။ဆိုတော့ဒီအကြောင်းအကျရတော့ပေါ့နော်။အခုဆိုရင်တို့အိမ်တော်တဲ့လိုင်းခန်းတွေမှာရှိတဲ့ဒီတစ်ပင်တွေကိုခိုးရောင်းပြီးတော့မှရောင်းစားနေတော့လဲကျွန်တော်သိရတာဖြစ်တယ်။နောက်တစ်ခုကကြတော့ဒီ သူတို့ပေါ်တာဆွဲဖန်စီထားတယ်ပေါ့နော်စစ်တဲတွေရဲ့ဒီအချိုးခံစားခွင့်တွေလည်းရရှိထားပြီးတော့မှအခုဆိုရင်မျိုးလိုမျိုးစားတွေလို့ပြီးတော့မှပြင်းနေနိုင်ခြင်းနေတာကိုကျွန်တော်တွေ့တာပဲဖြစ်ပါတယ်အခုလိုမျိုးစစ်ကောင်စီရဲ့အချင်းပြစ်ချစားပြီးတော့မှအပုတ်ထားနေတဲ့တည်င်းတွေလည်းကျွန်တော်ခုရပိုင်ခက်စစ်စစ်ကြားနေရတာမလို့ဒါကတော့ကျွန်တော်မြို့ပပြည်သူတွေသိရှိထားတဲ့စနေအာမဂျီဆိုတာတော့ပေါ့နော်တဖြည်းဖြည်းရုပ်လုံးပေါ်လာတာပဲဖြစ်ပါတယ် နောက်ထပ်ဗီဒီယိုသဘောအနေနဲ့တတင်းရှုံမြောင်းလိုင်းရဲ့စစ်တပ်ကအခုဆိုရင်ဖားခါမျိုးကိုခဲရီလက်ထက်ကနေပြမပြန်လဲရရှိနိုင်တော့မယ်ဆိုပြမအချောင်ပြောဆိုထားတဲ့ပြောင်းကျဲဗီဒီယိုလေးကျွန်တော်တစ်ချက်လောက်နားထောင်ကြည့်လိုက်ရအောင်နော်ဖားကန်ဆိုတာကမြန်မာနိုင်ငံရဲ့ GDP เนาะ GDP ကျွန်တော်မြန်မာနိုင်ငံမှာစံချိန်တင်ရလာ GDP ဘီလီယံ60ဘီလီယံ80ပေါ့ဗျာနော်အဲ့ဒီဘီလီယံ60ဘီလီယံ80ရဲ့တဝက်လောက်က GDP ကဖားကန်လို့ပြောတော့ဖားကန်ဘက်ကလာကချင်ပြည်နယ်ကလာတာနော်အဲ့ဒီအတွက်ကြောင့်မို့လို့အဲ့ဒီဖားကန်ကိုတော့ရမယ်ဟိုစဉ်တက်လို့တော့လဲ73 78တို့နော် ဟိုအစိုးရအတော့စီးရေးကြီးပါပြန်ရသွားနိုင်တယ်နော်အဲ့တော့ဒီနေရာမှာဘယ်သူတွေကျေးဇူးတင်ရမလဲဆိုတော့ပံပေါ်ကျေးဇူးတင်ရမှာပံပေါ်ကစစ်တီတွေရတိုက်ရခိုက်ရစိုင်းရကောင်းမှုတွေကိုကျွန်တော်ကျေးဇူးတင်ရမှာပါအဲတို့တွေရဒီပေါ့နော်ပံပေါ်ဟာ KIA PDF တွေအားလုံးရတင်ပြိုင်ဖြစ်တဲ့အခါကျတော့ကျန်တဲ့နေရာတွေမှာရှိနေတဲ့တက်တွေကအသက်ရှူချောင်ပြီးတော့မရှိဘူးလားမသိဘူးနော်ဒီကောင်စီးရလက်တွေအများကြီးကောင်းလာစီတယ်နော်တော်တော်လေးလည်းကောင်းလာပါတယ်ဒီနေ့မနက်ပေါ့ဒီနေ့မနက်ဆိုလည်းဆိုရှင်မွန်လွဲပိုင်းဆိုတော့ကျွန်တော်တို့နေကင်းလောက်ပေါ့ဗျာနေကင်းလောက်မှာလင်းရင်၃ဆင်းရှင်ပြီးတော့တက်သွားတယ် เนาะတက်သွားဘယ်ဘက်တက်သွားဖားကက်ဘက်တက်သွားလေတဲ့အဲ့တော့ဖားကက်ဘက်သွားပြီးတော့အပျော်အလှဲ့ကြည့်တာတော့မဟုတ်တော့ထင်တယ်ဘာလို့ဖွက်သွားလဲတော့ကျွန်တော်မသိပါဘူးเนาะအဲ့တော့သွားတယ်ပဲနေမီသတင်းကျွန်တော်စီရေးသတင်းလောက်တက်ကအရောက်ခက်ခဲပါတယ်เนาะရအောင်လည်းခက်ခဲတယ်ဒီနေ့မနက်ပြန်ပါဖြစ်မယ်ဆိုတော့ပြောလို့မရဘူးသူ့ဘာသူညာပဲလက်ရှိဖြစ်စေဖြစ်စေကိုပဲပြောပါတယ်เนาะအဲ့တော့အခုလက်ရှိလက်ရှိဖြစ်စေမှာတော့ဗမော်နဲ့အရောက် feeling နဲ့တက်နေတော့ဗမော်ကြားချောင်းချောင်းနေလေးပတ်ကြီးထောက်ကြားချောင်းနေတဲ့ KIA ဟာတက်ကအနောက်ကနေသူ့အမိကိုဖမ်းဆွဲတဲ့ပုံစံမျိုးနေเนาะ တင်မအောင်ဆွဲဆိုင်တဲ့ပုံစံမျိုးတွေကခံရပါပြီအခုဆိုရင်နန့်ရရွာကိုတက်ကလုံးဝရပြီဂိတ်ထိုင်လိုက်ပါပြီเนาะဂိတ်ထိုင်လိုက်ပြီအဲ့ကနေပြီးတော့ထပ်ပြီးတော့သူတို့စီရေးရှိမှန်းချက်ကတော့ရှေ့ကိုဆက်သွားအောင်ပါเนาะဖားကန်ဖားကန်ပြီးလို့ရှိရင်ဖားကန်ထက်ကိုကျော်ပြီးတော့စီရေးရှိမှန်းချက်ကိုထားရှိပါစီအဲ့ဘက်ကျော်သွားပြီးဆိုရင်ရှေ့ဘက်မှာဆက်ချိတ်လို့ရတယ်တနိုင်းမှာချိတ်လို့ရမယ်เนาะအဲတနိုင်းဘက်ကိုလည်းချိတ်လို့ရမယ်တိုင်းတိုင်းရှိတယ်အဲ့တော့ဘမောကြောင့်မင်းနေကြလို့ပါအမောစင်အားလေးရောက်သွားပြီ။အမောနောက်လည်းကက်လို့မရ။ချန်စီယိုနောက်မကက်မို့ကက်တယ်ကက်တယ်ကက်တယ်။အဲကက်တယ်ကက်ပြီးမှလည်းပြီးရင် ပြီးလို့ရှိရင်ဘာမှမဟုတ်ဈေးကြောင်ပြီးတက်တက်လာတယ်နော် ပြီးအလောင်းကြီးချမ်းချမ်းပြီးချမ်းစီယူတော့ပါချမ်းသွားတာချမ်းစီယူတော့ပါချမ်းတယ်ချမ်းပြီးသူ့တို့ပြန်ပြန်စင်ပြီးသွားတာအဲ့တော့တစ်ချိန်နဲ့ခံတစ်ချိန်နဲ့ခံသုံးချိန်နဲ့ခံဖြစ်တယ်အဲ့တော့ကြည့်ရတော့ဗျာနော်အခုချိန်ထိဟိုအေးဆေးဆေးပါလို့ပြောလို့ရကြယ်ဒီမှာပြောင်းကြရနေပြီးတော့မှဘုံမော်နဲ့ဖားကားမျိုးဟာဆိုတော့သူတို့အနေနဲ့ပြန်လဲရရှိတော့မယ်ဆိုတော့အထာမျိုးနဲ့ပြောဆိုထားတာကျွန်တော်တို့တွေ့ရပဲဖြစ်ပါတယ်။တကယ်တမ်းကျွန်တော်အေအေနဲ့သူတို့ကရဲ့ပေါ်ဝင် PDF ဖူပေါင်းတက်လို့ရနေပြီးတော့မှအခုဆိုရင်ဘုံမျိုးကိုထိန်းချုပ်နိုင်ဖို့ နည်းနည်းလေးပဲလိုအပ်တော့တာဖြစ်ပြီးတော့မှဘုံမော်ပြီးတာနဲ့ကျွန်တော်တို့မြေချီနာဖားခန့်စားတယ်ပေါ့နော်နေရာဒေသတွေကိုကျွန်တော်တို့ဘက်ကနေပြီးတော့မှဆက်လက်ချီတက်သွားဖို့ချိုးစားနေတာကိုလည်းတွေ့ရပဲဖြစ်ပါတယ်ဒီချိန်မှာနေစခွေးဘောမှာရုပ်ွက်တွေရတယ်ပြီးတော့မှသူတို့အနေနဲ့အနိုင်တိုက်တော့မယ်ဆိုတဲ့အထာမျိုးတွေအထိပြောဆောင်နေကြတာဖြစ်ပြီးတော့မှတကယ်တမ်းကျွန်တော်မြေပြေမှာကျွန်တော်တော်လိုင်းတက်ပေါင်းစုတွေကနေပြီးတော့မှစစ်ကောင်စီရဲ့ဆက်လက်နေပစ္စည်းတွေနဲ့စစ်တုံးပန်းတွေကိုနေစင်နေမြဖားစီရရှိနေတယ်ဆိုတော့လည်းကျွန်တော်တွေ့ရတာပဲဖြစ်ပါတယ်ကဲကျွန်တော်နောက်ထပ်ဗီဒီယိုသဘောအနေနဲ့အရေးချုံပေါ်ခွန်းရောင်းနေပြီးတော့မှ PDF တပ်ဖွဲ့ဝင်တွေကအခုဆိုရင်စစ်ကောင်စစ်ဘက်ကိုအလင်းဝရောက်မှုများပြားနေတယ်ဆိုတဲ့ပုံစံမျိုးနဲ့ဝါဒဖြန့်ပြောဆိုနေတဲ့ဟာလေးကျွန်တော်စစ်ပီမှာချစ်လိုက်ရအောင်နော်ရှင်းပါလေဒီတော်တော်များများ PDF တွေအလင်းဝင်လာတာရှိတာ哦အလင်းဝင်လာတဲ့အခါမှာ PDF တွေကိုဒါနိုင်ငံတော်အနေနဲ့ထောက်ပံ့မှုတောင်းမှပေးသေးတယ်လို့ဥစဉ်တို့ကြားသိရတယ်ပေါ့မြင်တွေ့ရတယ်ပေါ့ကြားသိရတယ်မြင်တွေ့ရတယ်ကြားတာထဲနော်အဲ့တော့နိုင်ငံတော်အစိုးရအနေနဲ့ကနတ်ဆက်ကအစိုးရအနေနဲ့တဘောရာကြီးစွာနဲ့ပြင်နေရဆိုတော့အားလုံးလည်းဒါမြန်မာပါနော်အဲ့ဒါဥစဉ်ကလာမာလာလာခဲ့တဲ့အလင်းဝင်ခြင်းတဲ့တူတွေလည်းရှိရင်လည်းဆက်တွေ့ခိုင်းနော် အဲ့တော့ဘာမှမဖြစ်ဘူးမိသားစုနဲ့ပြောပြောချင်းချင်းအေးညံ့ညံ့ပဲနေရလိုက်မယ်အဲ့တော့ဥစဉ်လဲဆွမ်းနိုင်နေမြတ်တက်နိုင်နေမြတ်ကူညီပေးမယ်လို့တော့ဒါဥစဉ်လဲပြောထားပါတယ်ဗျာနော်ဒါတပည့်ချင်းစင်ကူဘက်ကတရင်နေဆိုဥစဉ်ကိုဆင်ဆက်မပြတ်ဒါပို့ပေးနေတဲ့တကားပေါ့နော်တကားပေါ့သူကခစ်ချင်းနေမကောင်းတဲ့တော့ကြောင့် PDF အထဲမှာဒါလူနေနေရတယ်ပေါ့နော်နေနေရတယ်အဲ့တော့ဘာပဲပြောပြောပါဥစဉ်တို့ဒီ PDF တွေတချို့ကတော့ပြောရှင်မရဒီကောင်းနေလေးဝင်ခိုင်းစရာမလိုဘူးဒီကောင်းနေရှင်မရပြည့်မဲ့ပြည့် မှန်တော့မှန်ပါတယ်ဒါပေမဲ့လည်းလူတွေကအမားနဲ့လုံးဝလူတိုင်းလူတိုင်းမှာအမားနဲ့မကင်းကြပါဘူးအမားနဲ့မကင်းကြပါဘူးเนาะအမားနဲ့မကင်းကြဘူးအဲ့တော့ဥစဉ်တို့ဘာပြောချင်တာလဲဆိုတော့ဒီကြားပြပြောမယ်ဥစဉ်တို့ဟုတ်လားလူတွေကအမားနဲ့မကင်းဘူးအဲ့တော့ပေါကုတော်တို့လည်းအမားနဲ့ကင်းလားပေါကုတော်တို့လည်းအမားရှိမှာပုထုဇဉ်မယဟမ်းမဲလေပုထုဇဉ်ယဟမ်းမဲပေါကုတော်ရဲ့တပည့်လေအမားနဲ့ကင်းလားအမားနဲ့မကင်းဘူးသူလည်းပုထုဇဉ်နေပဲเนาะပုထုဇဉ်နေပဲဥစဉ်တို့ဟိုတလောကပဲဒါမြတ်ကန်တာမှာဖြစ်သွားတယ်မြတ်ကန်တာမှာဖြစ်သွားတဲ့အရာမဟုတ်လားကိုယ့်ဘက်ကဟိုဟာတဏှာနဲ့ချိန်ပါတယ်ဆိုပြီးမှဟိုဘက်က ဝါရဖြတ်နေဝါရဖြတ်နေဒီတုတ်ရောက်ထဲမှာကြောက်တဲ့ကောင်တို့ဖွဲ့ယူတနက်နဲ့ချိန်စရာအကြောင်းလည်းမရှိဘူးเนาะအဖြစ်ဆုံးဆိုအများကဏ္ဍမှာဆိုလို့ရှိရင်ဦးစင်းတို့နောက်ထပ်ဗျူဟာမှုအရင်လေးစားစရာကောင်းတယ်လူမန်လူလည်းမမြင်ဘူးပါဘူးเนาะဒါပေမဲ့သူတရင်ကိုဦးစင်းတို့စုံစမ်းကြည့်တဲ့အခါမှာသူကစစ်သားပီတာတယ်စစ်သားပဲရှိတယ်ငါပေါ်တော့ပြောလိုက်ရင်ဟိုကြီးလိုလိုနဲ့သူတို့ဘက်ကနေမြို့မှာကျော်တို့ PDF တွေကနေမြို့မှာခုဆိုရင်အလုံးဝင်နေတယ်ဆိုတဲ့ပုံစံမျိုးတွေအားချောင်းပြောဆိုနေတာကိုတွေ့ရပဲဖြစ်ပါတယ်ဒီချိန်မှာစစ်ကောင်စီတပ်ဖွဲ့ဝင်တွေကကျော်တို့တော်လိုင်းရဲ့ဘက်ချောင်းကိုပို့ပြီးတော့မှ ဝင်နေတာတော့လည်းကျွန်တော်တို့တရင်တွေမှာတွေ့ရှိထားတာဖြစ်ပြီးတော့မှမြေပြင်မှာဆိုတော့စစ်ခွေရိုးကွက်တွေကတော့တော်တော်လေးကိုအေးမလာတာကိုတွေ့ရပဲဖြစ်ပါတယ်။ကျွန်တော်တို့တလန်တပေါင်းစုတစ်ခုအနေနဲ့ဟုတ်ဆိုရယ်နေမြေတီးတီးမှာစူမိုထိန်ချုံမှုတွေများပြနေတာဖြစ်ပြီးတော့မှမကြာခင်မှာတော့ဗောနော်အားလုံးမြန်မာထားတဲ့အတိုင်းနေပြည်တော်ထိတက်လန်းနိုင်ဖို့အခွင့်အရေးကောင်းတစ်ခုကိုလည်းပိုင်ဆိုင်ထားတာမို့လို့ဒီချိန်မှာကျွန်တော်တို့တော်လိုင်းရေးကို ဖြစ်လို့ဖြစ်စီးနေပါနော်တွေးခွဲတက်ရှုပ်ဖို့လို့ဆောင်နေကြတဲ့စစ်ခွေးဘိုးမတွေနဲ့ဒီလိုမျိုးအရေးချုံမဘာတောက်အုပ်စုတွေကလည်းပြမနေ့စဉ်နဲ့မြပေါ်ပန်းလေးစတွေပြောပြတော့မှကျော်တို့ကိုတွေးခွဲဖို့လို့ဆောင်နေတယ်ဆိုတော့လည်းတွေ့ရပဲဖြစ်ပါတယ် PDF တွေကလည်းပြတော့မှစစ်ခွေးတွေကိုခုဆိုရင်မြေပြင်မှာရှင်းလင်းမှုတွေလို့ဆောင်နေတာဖြစ်ပြတော့မှအလုံးမဝင်ဘူးဆိုရင်တော့ပေါ့နော်ဒီလိုမျိုးနောက်ထပ်အဖြစ်မျိုးတွေကြောမယ်ဆိုတော့ကျွန်တော်ပြောလို့ရတာဖြစ်ပါတယ်ကျွန်တော်တို့နောက်ဆုံးဗီဒီယိုတပိုးအနေနဲ့ဘောမအဘာသာကိုကြီးဆိုတဲ့ငါးနဲ့ကနေပြတော့မှ ခုဆိုရင်တို့အနေနဲ့အလက်နကြီးတွေနဲ့ပဲကျွန်တို့တော်လိုင်းရေးတဖို့မတွေကိုရှင်းပြနိုင်တော့တယ်ဆိုတဲ့ပုံစံမျိုးနဲ့ပေါ့နော်ဝန်ခံပြောကြားထားတဲ့ဟာလေကျွန်တော်တို့စပီတိုမှာခြေလိုက်ရအောင်ဘယ်လိုပြောမလို့ပြောချင်တာမင်းတို့စစ်တက်က၄မြန်တုံးမတိုက်တတ်ဘူးလို့ဟုတ်တယ်မင်းတို့၄မြန်တုံးမတိုက်တတ်တော့ဘာကြောင့်လဲဆိုတော့လေမြတ်တော့နည်းနည်းမြဲတယ်ကွာဘောပေါက်လားမြင်းဆန်ပြီးတယ်ဘောက်တိုင်းပြီးမြင်းဆန်ပြီးဖို့လိုအပ်နေပြီမြင်းဆန်ညင်းညက်ဖို့လိုအပ်နေပြီမင်းတို့ရဲ့ပြောသလိုမျိုးပေါ့ကြောင်းလဲချင်းတန်တာမို့အခုချိန်မှာကြောင်းလဲချင်းတန်တဲ့ကိစ္စကဘောင်ဝင်တော့ညင်းချမ်းချင်းတန် တို့တိုင်းပြည်တော်တော်ဒုက္ခကြီးလည်းများနေကြတာအဲ့တော့မမြန်ပြီးအောင်ဖြတ်အားပြင်းနေလက်နဲ့ဘောင်းဆုံးတုံးမှုလိုအပ်နေပြီလိန်မြန်မမဟုတ်ဘူးမင်းတို့ကလိန်မြန်ပဲမင်းတို့ကမြင့်တာလိန်မြန်နဲ့ဆိုးတဲ့အရာတွေတုံးနေနော်ပြုံလိုက်ပြုံလိုက်ဒီအဲ့တော့မင်းတို့ဘက်မှာအဲ့လိုတိပြင်းထန်စွာနာနေတဲ့ကိစ္စကိုမင်းတို့မှမင်းတို့သိပြီဖတ်လာတဲ့ဒီ comment မျိုးလေးဘာလို့ကဝမ်းမနဲ့သာကြုံစုံအဲ့လို ိမှလည်းဖြစ်မှာဟုတ်လားနော်ဒီလိုတိတယ်ဆိုတဲ့ဥစ္စာကလည်းအသိဉာဏ်ရှိတဲ့လူတွေမလို့သိဟိုဘက်ကဒီခိုင်ဘက်ကဟိုပညာပြတ်စာမတတ်ပြီမတဲ့ကောင်းနေမပါဘူးအဲကောင်တွေကမင်းတို့တေးပါလေပြောလည်းမသိရောက်တစ်ခါတော့ပြုတ်သွားပြီဆိုရင်လက်မခံဟုတ်မလားသူတို့ပြုတ်ချင်တိုင်းပြုတ်နေတာသူတို့ကသူတို့ကလက်မခံသူတို့ခိုင်ဒုက္ခအကျဉ်းကောင်းနေသူတို့အဲ့တော့ရခိုင်ဘက်ကနေပြီးတော့အာလီမြဲနဲ့ကျဲအောင်ပါလို့ဆိုတဲ့အတံဖတ်သေးဘူးဟုတ်လားဒါပေမဲ့ချောတာချင်းအတူတူပဲကွာ နော်တတိရှိလို့ရှိရင်ရန်သိမ်းထားတဲ့မျိုးတစ်မျိုးသိမ်းပြပါလားဘာသာကူကမင်းတို့မပြောနဲ့နော် KIA ကဗမောင်းမဲနေတဲ့အချိန်မှာဒီဘက်ဖားကပ်ဖို့မင်းတို့သွားကြည့်လိုက်စမ်းဟမ်အရှင်းမှာကုန်းပြီးတော့ KIA ကနေဗမောင်းတိုက်အနောက်ကနေပြီးတော့တက်မလို့ရဘလူများအနောက်ကနေဝင်လဲဆိုလို့ဥစားမင်းတို့သွားကြည့်လိုက်ကြပါဦးဟုတ်ပြီလားအဲ့တော့ဘယ်တိုင်းကလက်နက်ကင်မှာကြာမှာမဟုတ်တော့မှာပြီးတော့မှာမြ мян ငိမ့်ချက်ကိုမြ мян လော်တော့အဲ့တော့လက်နက်ဘောင်းစုံလည်းတုံးတော့တုံးတော့ နားလည်တာဆိုတော့ဒီကောင်ပြောချင်တာကတော့ဗောနော်စစ်ကောင်စီနေနေကတော့ဒီထက်ပိုပြီးတော့မှဖျားပြင်းလက်နေတွေနဲ့ကျွန်တော်တော်လိုင်းရေးပီတူတွေကိုတက်ဖြတ်ဖို့လုံဆောင်နေတယ်ဆိုတော့လဲတွေ့တာဖြစ်ဖြစ်မှနောက်တစ်ချိန်တမိုင်းတရားခံတွေရဲ့ဗောနော်အဓိကကျိုးစစ်နေနဲ့ကျွန်တော်သူတို့ကိုပြင်ပြီးတော့မှပြပေးရမယ်ဆိုတော့ဟိုဆိုရင်တည်တည်နေနဲ့ယူထားလို့ရတာဖြစ်ပါတယ်။ဘုံဘော်နဲ့ဖားကမှာဆိုတော့စစ်ကောင်စီနေနဲ့စစ်ကြောင်းထုံးမှုတွေဆက်တိုက်လို့ဆောင်နေတာဖြစ်ပြမကျတို့ AA ရပါဝင်ကျန်တဲ့ KIA ပူပေါင်းတက်ရတယ်ပြမပဲ ဒီမျိုးနှမျိုးကိုဆက်လက်ရရှိနိုင်ဖို့ပေါ့နော်စူးစမ်းနေတာဖြစ်လို့မကြခင်မှာတော့ကျွန်တော်တို့အနေနဲ့တရင်ကောင်းတွေကြားဖို့ရှိတာဖြစ်ပြတော့မှမြို့ပပြည်သူတွေဘက်ကနေပြတော့မှလည်းကိုရဲရအနေနဲ့ ဒီဒေါ်လာရင်းမှာကျွန်တော်တို့ဒေါ်လာရင်းတစ်ဖက်ဝင်တီးတီးတွေကိုကိုကြီးထောက်ပံ့ရင်းနဲ့ရှစ်ကိုကြီးတက်ကြပါဆိုလို့ပြောချင်ပါတယ်ဒီဗီဒီယိုတွေနဲ့ပတ်သက်ပြီးတော့မှအစားဆုံးကြည့်ရှုပေးကြရမြပါပြီသူတွေဘက်ကနေပြီးတော့မှလည်းကိုယ့်ရဲ့မြင်လေးတွေကိုချိုက်ပေးခဲ့ကြရင်နဲ့ကျွန်တော်လေးလေးညဗီဒီယိုတွေနဲ့ပဲပဲဆုံးသက်ချင်ပါတယ်အစားဆုံးကြည့်ရှုပေးကြရမြပါပြီသူများလုံးအထူးကျေးဇူးတင်ပါတယ်အားလုံးပဲစိတ်ချမ်းသာကိုကြားမှတ်ခြင်းနဲ့ပြည့်စုံပြီးတော့မှတာယာရဲ့ချန်နယ်ညချန်လေးပတ်ဆိုင်ကြပါစေလို့ကျွန်တော်ဒီနေ့ကနေဆုမကောင်းတောင်းပေးလိုက်ပါတယ်